ညာအိမ်လေဟိုဟာပေါ့အဲ့ရဘေးမှာခဲတန်ရဲ့ခဲပြက်ကလေးရဲ့စာရွက်လုတ်ကလေးရဲ့ချထားရတယ်။ကိုနေ့ကလေးကကြီးခဲ့တဲ့ပုံလေးတွေမှတ်မိတဲ့လောက်လေးညာရေးဆွဲတတိယတဲ့အချိန်ကိုပန်းနေကိုလောက်တဲ့လောက်လေးပြန်လုတ်လုတ်ပြီးပြီဆိုတော့မှတခါနောက်ရကြတော့ဒီပုံတို့တခါပြန်ပြီးတစ်ဖေးဆိုင်မှာတွေ့ရင်ပြန်လေးလာအုံနောက်နဲ့ပဲမှတ်ရတာ။ ကျတော့ဘယ်လိုပြောမလဲဆိုလို့ရှိရင် foreigner တအားနဲ့ပေါက်ရောက်သွားတယ်ပေါ့ပေါက်ရောက်သွားတယ်သူကနိုင်ငံခြားလာတဲ့ foreigner မှန်သမျှကမန္တလေးမြို့ရောက်တယ်ဆိုလို့ရှိရင်ကိုယ်စီမှာပဲလာပြီးရိုးရာဆုပ်ပေါက်ခြင်းကိုပဲသူတို့ကလက်တင်ခံတော့နောက်ဆိုလို့ရှိရင်กว่าပုံမှန်လင်းလို့ပြောရရင်ဒီပညာကိုမြန်နိုးလုံးလို့သာခါလီဆိုလို့ရှိရင် မန်လေးမှာစပိန်လေးနဲ့သွားရင်သားနဲ့အမိုက်ပုံမှာပကြီးပုံလေးတစ်ပုံတွေ့ရင်လေဟိုကြီးတုပ်သားသလားတိတ်ပေါက်သားသလားလဲသတိမထားနိုင်ဘူးလူလစ်တဲ့ချိန်အဲ့ဒီဆာရဲလေးကောက်ယူပြီးမှကိုလိုအနေနဲ့သိမ့်ထားရတယ်သိမ့်ပြီးမှအိမ်ရောက်တော့ဒီပုံလေးကိုပြန်ပြီး copy ရအောင်ကိုပိုင်ကိုပြန်လေ့ကျင့်ဆွဲယူရတာပေါ့နော်အဲ့ဒါမျိုးအခက်အခဲလေးတွေနဲ့ရုံးကန်ခဲ့ရတာပေါ့ ပတ်သက်ပြီးမှနည်းနည်းလေးလာပြီးတော့ဗောနော်ဟိုလက်ကျန်လေးလာထိုးပေးတာဗောဟိုကိုကကအခုကနောက်တစ်ခါဆုတ်ဆုတ်ထိုးတင်တန်းလေးလဲလာပေးရင်သာဗောအခုရန်ကုန်ရောက်ဖြစ်တာအဲကျွန်တော်ကဒီပညာကိုဆုတ်ထိုးတဲ့ပညာကိုဗောနော်60ခုနှစ်လောက်ကစလေ့လာခဲ့တယ်ဗောလေ့လာခဲ့တဲ့ကံမှာတော့ဒီလိုနိနာနေပြပေးမဆရာတွေမရှိတဲ့အတွက်ခက်ခဲပေါင်းမြောက်များစွာနဲ့ကိုလိုလေ့လာခဲ့ရတယ်ဗောအဲကြတော့နှစ်မကြတင်မဲနဲ့၄နှစ်လောက်ကြာသွားခဲ့တယ်အဲ64ခုနှစ်လောက်မှာတော့ ဒါရှမ်းလေးဆိုတဲ့နိုင်လေးတခုတော့ရခဲ့တယ်ပေါ့နော်အဲပထမဦးဆုံးစီးတာတော့ကိုတို့ရုပ်ရှင်ပိုစတာရေးတဲ့ဝတာကအိုဟာပေါ့ဖူဂျီရေစေးဖူဂျီရေစေးတွေအရင်မှတခါတိုက်တုတ်တဲ့ဘိုင်နာစေးတွေတိုက်တုတ်တဲ့ဘိုင်နာစေးတွေမှငါတို့ဒီဂျာမနီခေါ်တဲ့မင့်ပေါ့ဟိုမင့်ပေါ့ဂျာမနီရဲ့ဘူးဘူးအသေးလေးတွေနဲ့သူကလာရရပေါ့အဲ့ကောင်ကတော့နောက်ဆုံးအဆင့်ပေါ့အဲ့နောက်မှမှ2000 2000 2008လောက်မှမှဒီနိုင်ငံခြားစေးတွေဝင်လာတာပေါ့နော် ိုက်ကြမ်းမအစပြီးမှနိုင်ငံသားစည်းတွေနဲ့ထိုးခဲ့ရတာမြင်တော့တော့အဲ့လိုကိုကိုတိုင်းလည်းမင်ချက်ပြီးထိုးခဲ့ရတဲ့လိုပေါ့နော်ဟိုဖုံးချောင်းကတပိတ်တွေပါလေရှောက်ရှားရှားပြီးပြီဆိုတော့အဲ့ဒါရင်းနေဒီမိုင်းတို့ဒီဇယ်မိုင်းတို့ ਨੇ မိကွက်ထွန်းထွန်းပြီးမှမိုင်းတွေရလာတယ်ရလာတယ်မိုင်းတွေဟိုမှာကျင်ရင်ငါရွက်တို့ကုန်းရွက်တို့အေးကျိုးကျိုးပြီးမှဒီမိဘမှာတင်ရပြီးမှကျိုးချက်ပြီးမှဒီအရည်နဲ့တုံးဆွဲခဲ့ရတာပေါ့အစ်စ်မမီဘူးပေါ့ဆေးတွေပြန့်လာတော့မထင်တာတော့အကုန်အစုံကြုံရတာပေါ့ကွာ အရာတွေမှတခါရုပ်ရှင်ပိုစတာတွေရေးတဲ့ဦးကြီးရေးသေးတယ်အရေးသေးတွေနဲ့ထိုးကြည့်ထိုးကြည့်တော့လဲကိုသားကိုအရင်ဆန်းရတာကိုသားကိုအရင်ဆန်းလို့ကိုသားပေါ်မှာထင်ပြီးဆိုမှသူများအသားကိုထိုးခဲ့ရတာပေါ့အရာတွေမှတခါတဆင့်နည်းနည်းလေးကြာလာတော့ဘိုင်းနာဘိုင်းနာတွေတိုက်တုပ်စေဘိုင်းနာတွေအရာတွေနဲ့တခါကိုသားပေါ်ကိုလေ့ကျင့်ကြည့်ထင်တယ်ဆိုမှတခါသူများထိုးအဲ့ရည်မှာနောက်ဆုံးဂျာမနီဈေးဆိုတာကိုကိုရိုခေတ်ကကြားတော့ကြားဘူးလေကွာ အိုက်ခေကတငယ်ရဲ့ချင်းဆရာတွေရှိတာတောင်မှ အချင်းချင်းမပြောဘူးဒီဆေးတွေကိုထိန်ဝက်ထားခဲ့တော့ပြိုထားခဲ့ကြတာတယောက်နဲ့တယောက်အတိမပေးဘူးပေါ့နောက်ဒီကိုတို့2000တခုနှစ်လောက်ကြတော့မှကိုတွတ်ပြီးတို့အဲဘိုးကျော်တို့ကျော်လာပြည့်တို့အဲ့ဒါကိုတို့မန်လီတက်တူဂရုလေးပေါ့အဲ့ဂရုလေးတငယ်ချင်းတွေပေါင်းပြီးတော့မှဒီဆေးတွေရဲ့အကြောင်းကိုနည်းနည်းလေးတည်လာပြီးမှ ဟိုနိုင်ငံခြားဆေးတွေအဲ့ကြတော့မှစပြီးသုံးဆွဲခဲ့ရတာပေါ့ချင်းချင်းဖလဲပြီးမှသုံးရတာအဲကိုလိုကတော့ generation နည်းနည်းလေးစောတာပဲရှိမှာမတိမ်မရင်းနေကြီးပဲဒီအိုးတွေထဲမှာတော့မန္လေးမှာဆိုလို့ရှိရင်ဒိုးမန္လေးတက်တူ group ကိုစတင် ဖွဲ့စည်းခဲ့တဲ့ဟာကကိုတုတ်ပြီးနောက်ငါကိုရှမ်းလေးပေါ့နော်နောက်တစ်ခါဟွာဖို့ကျော်ကျော်လာပြည့်ထူကြီးဆိုင်နိုင်ကျော်ဆန်းလွင်ဆို9ရောက်စပြီးမှမန္လေးဟိုဂရုတခုဖြစ်အောင်ပေါ့ family တခုဖြစ်အောင်လို့ပေါင်းစည်းဖွဲ့စည်းခဲ့တယ် 2010လောက်မှာမှရန်ကုန်မင်းလေးထပ်ပေါ်မှာပြီးအောက်ပေါ်မှာပြီးပေါင်းစည်းရေးဆိုပြီးမှကိုရဲကျော်ကိုစရာကြီးဟလာသော်တော်ကသမိုင်းကိုဆိုင် နောက်တကကိုဘိုခင်းတို့ဟိုနောက်တကအခုကိုရဲကျော်ကိုစရာကြီးကိုဆိုင်နောက်ပြီးသွားတဲ့ကိုထွန်းအဲဒါမျိုးလေးတွေပေါ့အဲ့မှာ2014လောက်မှာပထမဦးဆုံးရန်ကုန်ထပ်ပေါ်မှာပြီးအောက်ပေါ်မှာပြီးပေါင်းစည်းရေးအနေနဲ့မတို့ချောင်းသာမှာအပြော်ရန်တက်တူပြိုင်ပွဲလေးလုပ်ခဲ့ကြရတယ်ပေါ့နော်အဲ2000 2016မှာပထမပိုင်းပထမလာအစပိုင်းလောက်မှာတော့ Xparo Hotel မှာ MPDAF ဆိုပြီးမှအထက်ပမာပြီးအောက်ပမာပြီးရန်ကုန်အခွဲကြီးပေါင်းစည်းပြီးမှပထမဦးဆုံးတတူပွဲကြီးကိုတတူပြိုင်ပွဲကြီးကိုစတင်လုပ်ခဲ့တယ်။ချိန်ကြီးပြားကြီးပေးခဲ့ရတယ်၊ပြစ်ဆက်ခဲ့ရတယ်ပေါ့။ဘာလို့လဲဆိုတော့အသားတွေလည်းပျက်စီးခဲ့ရတယ်အများကြီးပဲ။ဟောအောက်လုံးဆိုလို့ချင်းတို့မတီးဘူးလေမတီးဘဲနဲ့ရန်တန်မှန်တန်ထိုးကြတော့ဘာမှတိတိကျကျကြီးမတီးခဲ့ရဘူး။ကိုသားပေါ်မှာလည်းပျက်စီးခဲ့တယ်လို့သူများအသားတွေလည်းပျက်စီးခဲ့ ဘာကြီးတုန်းကတော့ပိဆက်မှုတွေကတော့တအားနည်းများတာပေါ့များတာပေါ့သူကဟိုခုခေတ်လိုနီးနံနေပြပေးမဲ့ဆရာဆရာတွေလည်းမရှိဘူးလေနော်အဲ့ကြတော့အဲ့ကြတော့ကိုပိုင်နေကိုမြေဆန်းခရမ်းပြိုးပြီးလောက်ကြရတာအဲ့ခု2001လောက်မှမှကိုတို့တို့နဲ့တွေ့ပြီးမှအဖွဲစည်းလိုက်တယောက်သေးတဲ့တယောက်သေးတဲ့အတိလေးတွေတယောက်ကိုမျှဝေပြီးမှအတိတွေဖလှယ်မှအဲ့လိုနည်းနည်းလေးထွန်းကားလာတာပေါ့နော်အဲ့ငင်းငယ်ကလေးကတော့အဲ့လိုပကြီးဆွဲတဲ့ဟာအเจ้าမှာတော့ပေါ့နော် ကတ်တွန်းပြဝဲလေးတွေပါလေလောက်တခါအဲဘဲဥကတ်တွန်းလေးတွေတော့အများတန်းကြီးတယ်ပေါ့ဝါသနာတော့ငငယ်ကလေးကကြီးတယ်ဒိုင်းနဲ့ဆရာတွေနဲ့မတင်ခဲ့ရဘူးပကြည်ပညာကိုအဲတက်တူးကိုလည်းသွားသွားပြောသလိုသူများထိုးထားတာလေးတွေဒိုကိကတော့တက်တူးဆရာလက်ချိုးကြီးလိုရတယ်ပေါ့လေဆရာတော့ကြတော့ဒီတက်တူးဆရာထိုးထားတဲ့ပုံလေးတွေကိုတစ်ဖက်ဆိုင်မှာတွေ့ရင်ဒါဘသူထိုးထားတဲ့အရာလေးဟိုကစိတ်နဲ့မတ်အိမ်ရောက်ရင်အဲဒါခဲတံလေးနဲ့ပြန်ပြီးပုံလေးကိုပြန်ရေးချစ်ကြည့်နောက်ရက်တခါကိုကသူများသားပေါ်မှာထိုးထိုးပြီးပြီဆိုရင် စောစောလုံးကကိုယ်ကြည့်ခဲ့တဲ့ပုံလေးကိုတခါပြန်လက်ဖေးတိုင်းရောက်ပြီးသွားဆောင်ဆောင်ပြီးသူပြန်လာတဲ့အချိန်မှာသူ့ပုံမှာကြည့်ကြည့်ပြီးရင်ကိုယ်ဘာလို့အဲ့လဲအိုက်ကစ်ကပုံတွေပါရိုက်ဖို့ကဓာတ်ပုံတွေပါလဲဓာတ်ဖို့ကကင်မရာတွေပါရိုက်လဲမရှိဘူးလေမရှိတော့ကြတော့အဲ့လိုမြန်မှန်းနဲ့ပဲကိုကလေးလာခဲ့ရတာပေါ့အကိုတို့ခစ်ကဆိုလို့ရှိရင်ပထမဦးဆုံးကိုတို့ဒီလိုလက်မောင်းတအုံပေါ့နော်ဒီလိုစုံနဲ့ပေါက်တဲ့အချိန်မှာ150ပဲရတယ်။ဓမ္မငွေ150 ချိန်ငါ3နာရီခွဲလောက်ထိုးပါတယ်ဟိုခက်ခဲပေါင်းမညောင်များစွာနဲ့ဒီလောကတွေကိုကြော်ဖြတ်ခဲ့ရတာပေါ့ခုခေတ်လိုလွယ်မယ်ဆိုရင်တော့ကိုလိုမြန်မှာပေါ့နော်ကိုလို90ခုနှစ်လောက်ကလေးလာခဲ့တယ်ဒါရင်နဲ့ရှမ်းလေးဆိုတဲ့နိုင်တလုံးက94ခုနှစ်လောက်မှာပဲရခဲ့တယ်ဒါတောင်မှရှင်းချင်းပြောရရင် ကိုလိုလုတ်တွေပါကြီးလုတ်တဲ့ခါမှာပတ်သံရလာတဲ့ပတ်သံငွေလေး၄900လောက်ရတယ်ဆိုလို့ရှိရင်အိမ်မိသားစုစားဝတ်နေရတဲ့ 300လောက်ပေးပြီး200လောက်ကိုဘုံထားရတာဘာဖြစ်လို့လဲဆိုလို့ချင်းဒီထိုးခံမဲ့မော်ဒယ်ရှာရတာလीဟိုကိုရီထိုးရဲ့ပုံတွေကိုသူတို့မကြိုက်တော့ကြတော့မထိုးတော့ဘူးပေါ့မထိုးတော့ငယ်လေးလားငယ်ချင်းလားမထိုးပါကွာဒီတော့လဖေးတော့မုံစားစလိတ်တော့ဆိုပြီးမှဒီအကိုတို့တင်းစီးထားတဲ့ဖွက်ထားတဲ့ပတ်စံလေး200ကိုထုတ်သုံးပြီးမှသူတို့မော်ဒယ်ငှားခဲ့ရတာပေါ့ ဟုတ်တယ်တဖြည်းဖြည်းနဲ့ချက်တွင်းကအဲ့မှာလေမကြသင်မနဲ့နှစ်တည်းကြာခဲ့ရတာပေါ့လေးနှစ်လောက်တော့ကြာသွားတယ်စုံနဲ့လည်းထိုးတယ်အကိုဆက်နဲ့လည်းထိုးတယ်ဒိုင်းနဲ့များသွားပြင်းတော့အခုအကိုဒီမှာကြတော့ဘယ်လိုပြောမလဲဆိုလို့ရှိရင် foreigner တအားနဲ့ပေါက်ရောက်သွားတယ်ပေါ့ပေါက်ရောက်သွားတယ်သူကနိုင်ငံခြားလာတဲ့ foreigner မန္တလေးကမန္တလေးမြို့ရောက်တယ်ဆိုလို့ရှိရင်ကိုဒီမှာပဲလာပြီးရိုးရဆုပ်ပေါက်ခြင်းကိုပဲသူတို့ကလက်သင်ခံတော့နောက်ပိုင်းကြတော့စုံနဲ့ပဲအေးများသွားတော့တာပေါ့နော်အခုနောက်တစ်ခါအခုထိုးခွင်းနေပါပြီဆိုလို့ရှိရင်ကိုတို့ ဆက်နဲ့လဲထိုးတယ်လက်နဲ့လဲထိုးတယ်ကွာဒိုင်းနဲ့လူတိုင်းလူတိုင်းကသူတို့တွေးထားတာကထိုးဝင်းဆိုရင်ရိုးရပုံထိုးမှာပဲရိုးရပေါ့မှန်တော့ဆက်နဲ့ထိုးလဲရိုးရပါပဲလက်နဲ့ထိုးလဲရိုးရပဲရှေးခေတ်ကတော့ဟိုစုပ်ပဲရှိတယ်လေဆက်မရှိတော့ပစ္စည်းပြည့်စုံမရှိတဲ့အတွက်သူတို့ရရနဲ့ရေခဲ့ကြတာပေါ့ဒိုင်းနဲ့ခုခေတ်ကျတော့လဲစောစောပြောသလိုဆက်နဲ့ထိုးရင်သူတို့ရိုးရမစစ်ဘူးလို့ထင်ပြီးတော့လက်နဲ့ပဲပေါက်တာတွေခုကျတော့လက်ပေါက်ပဲအများဆုံးဖြစ်နေတော့တာပေါ့စုပ်နဲ့ပေါက်တာပဲ အဲနမ်းမေကြော်တွေကတော့အဲ့လိုတော့စုပ်ပေါက်ထားတဲ့ရတယ်တိတ်မရှိဘူးအဲ2019လုံကကိုခင်လိုင်တို့လင်မယာနောက်တစ်ခါဒီမြမရောရင်ရှိုးမှာတော့တော့နေရဲတို့ကိုခင်လိုင်သားနေရဲတို့နောက်တစ်ခါဒီတက်တူအက်ဒစ်တွေကတော့ကိုတငယ်ချင်းတွေကတော့မင်းသူဝေတို့ဒါမျိုးလေးတွေတော့ထိုးခဲ့တယ်ပေါ့ဟုတ်တယ်ဟောရင်နာများတယ်ဟုတ်တယ်ဘာလို့လို့ရိုးရကြတော့လဲတော်တော်များများကတိတ်ပြီးတော့ထင်မကြီးဘူးလေထင်မကြီးဘူးဆိုတာနည်းနည်းဒိတ်အောက်တယ်လို့ သူတို့စိတ်ထဲမှာတော့ခင်နေနေနောက်ကြတယ်ဟုတ်တယ်တတူးပေါ့တတူးကိုပဲအများဆုံးထိုးကြတော့ကိုစီမှာတော့အဲ့လိုနာမည်ကြီးတွေတော့တိတ်မရှိဘူးအဲဖီလင်ကတော့အကိုတုတ်ကိုရေးနိုင်သမျှအချိန်ထိတက်တက်ဆုံးပေါ့နော်စုတ်ကင်နိုင်သေးတဲ့ရေးနိုင်သေးတဲ့ချိန်ကြီးကတော့ဒီတုတ်ပညာနဲ့ပဲကိုကတော့ဆက်သွားနေမှာပဲဆက်ရှောင်းလန်းနေမှာပဲအဲအခုတက် နိုင်သမျှလည်းလူငယ်တွေကိုအကိုဒီမှာလာတင်နေဆိုရင်အကိုတီးသမ ्या တတ်သမ ्या ကိုတော့ပြန်လဲမြောက်ဝေပို့ချပေးတယ်ပေါ့နော်။ဒါတော့ပါ